ပလဲမျိုးနဲ့ကန်းတော့နေမြည်ရဲစကန်းကတော့ကျွန်တော်တို့ဒါလုံရိုးတဖို့ဝင်နေဆုတ်လိုက်ရတယ်ဆုတ်လိုက်ရတယ်ဒါတော့ကျွန်တော်တို့ပကတိရှိတရားပဲဒါပေမဲ့ဆုတ်တဲ့နေရာမှာကျွန်တော်တို့ကအောင်မြင်စွာဆုတ်ခွာတယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလက်နက်ခဲယံလက်နက်ခဲယံကျွန်တော်တို့မကြံခဲ့ဘူးဒုတိယချက်ကကျွန်တော်တို့ဒီထိခိုက်တံရရရှိတဲ့သူတွေအားလုံးကိုကျွန်တော်တို့အခက်အခဲမရှိကြော်ပြတ်သွားတယ်။စကန်းကိုတင်းနေတဲ့အချိန်မှာ ဒီ PNL တက်ဖွဲ့ဝင်တွေနဲ့အတူကျွန်တော်တို့ BND ရပါမယ် PVSD ရပါမယ်အဲဒီ down net ပါမယ်စက်တင်နဲ့ပါမယ်ကျွန်တော်တို့ဒီညမြေတက်ပေါင်းစုပါမယ်ပေါ့နော်ဒီမဟာမိတ်တွေပူးပေါင်းပြီးတော့ဒီကန်းတော်စက်ခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ကြတာဖြစ်ပါတယ်ဒီတိုက်ကတော့ဒီနှစ်ဆက်တိုက်ကတော့ဒီကန်းတော့မှာအထိုင်ချနေတဲ့တက်ထင်းကအဲအရာရှိနေတဲ့တိုက်ပေါ့နော်အပုံနဲ့နေရာတော့ထွက်နေပြီးခုမှမြင်နေရတာစစ်သားအလုံးပဲဖြစ်ပါတယ် စစ်ကောင်စီတပ်ကဒီစာသင်ကျောင်းဖက်ကောင်ဘုံကျဲလိုက်တာဖြစ်ပါလေ။ဒါကစစ်ကောင်စီတပ်နဲ့စစ်ကောင်စီတပ်သားတွေအချိန်မှာတဆွေးထားတဲ့နေရာလေ။ဟုတ်ကဲ့အခုကျွန်တော်ရောက်နေတဲ့နေရာကတော့ ဒီ PNLA ပူပေါင်းတပ်ဖွဲ့တွေနဲ့ PNLA ပူပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ပလဲမျိုးနယ်ကကန်းတော့ရဲစခန်းကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်ဒီနေရာတွေကတော့ဒီကန်းတော့မှာရှိရဲရဲတွေစစ်ကောင်စီတပ်သားတွေနဲ့ဒီပူစောဒီပြည်သူစစ်အဖွဲ့ဝင်တွေခိုင်မာတက်ဆွဲထားတဲ့ဒီဘန်းကဂျင်းတွေဖြစ်ပါတယ်ဒီနေရာတွေကဟိုမိုင်းရှင်းလင်းရေးအပြည့်စုံလုပ်ထားတဲ့အတွက်အနေရောများပါတယ်ဒီထဲမှာ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေရှိရလို့ပြောပါတယ်အဲ့ဒါကျွန်တော်တို့တစ်ချက်သွားကြည့်မှာဖြစ်ပါတယ်ဆိုင်းနိုင်အခုဒီလမ်းဒီလမ်းကြောင်းအတိုင်းပဲနော်ကျောဟုတ်တယ်ရဟုတ်တယ်အဲ့လမ်းအတိုင်းပဲဒီလမ်းကြောင်းအတိုင်းပဲနော်ဟုတ်တယ်ဒီပြင်ချင်းရောလက်ရှိဒီမှာတွေ့နေရတိုင်းမှာတော်တော်တော့မလွယ်ပါဘူး။ဘာလို့လဲဆိုတော့တချမ်းမှားရတဲ့မိုင်းကွဲသွားတဲ့နေထားတစ်ခုရှိတဲ့အတွက်ရဲဘော်တွေရှင်းထားတဲ့လမ်းတိုင်းသွားနေတဲ့နေထားတစ်ခုပါပဲ နန်းနေဖြစ်နေနော်ဟင်ဘုံနဲ့တော်လေးကမှဆိုးရွားနေတဲ့အနံ့နေပါပဲ။အနံ့နေရတော့ထွက်နေပြီ။ဥမာမြင်းနေရတာဖြစ်သားအလောင်းပဲဖြစ်ပါလေ။ဒီနေရာမှာ3လောင်း4လောင်းလောက်ရှိရဲ့။ဟိုရိုက်ကြတယ်။ဟော ဒီဥစ္စာတွေကဒီကန်းနောက်စကန်းမှာရှိတဲ့ဒီနေရာတွေကအဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခိုင်အမာတက်ဆွဲထားတဲ့နေရာတွေပါဒီဘက်မှာဘန်ဂါတွေရှိရဲ့အဲဘန်ဂါတွေကအလောင်းတွေရှိတယ်အဲဒီဘက်ဘန်ဂါတွေရှိရဲ့ပေါ့နော်အဲဒီဘန်ဂါတွေထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလောင်းတွေတန်းစီနေရပေါ့နော်အဲဒီအလောင်းတွေကလုံးဝအပုတ်နဲ့နေထွက်နေကျွန်တော်တို့ကက်လို့မရအောင်ရေအောင်တွေတလောင်းလောင်းနဲ့ဒီလုံးဝပျက်စီးနေရပေါ့လို့ ဟာကျွန်တော်တို့ကြိုးစားပြီးတော့အဲ့ဒီ double d နဲ့ကတ်ကြည့်ရေလုံးဝကတ်မရအောင်အနန်းနေရတာကိုပုတ်စော်တွေနန်းထောင်းနေတယ်ဒီဘက်ဘန်ဂါတွေတကြောမှာအကုန်လုံးစစ်သားတွေရဲတွေရဲ့အလောင်းတွေရှိရပါတော့အဲ့ဒီထိတော့ကျွန်တော်တို့မသွားနိုင်တော့ ပြီးတော့သူတို့အခိုင်မာတက်ဆွဲထားတဲ့နေရာလေးခုရှိရအခိုင်မာတက်ဆွဲထားတဲ့နေရာလေးခုရှိရအဲ့ဒီနေရာတွေကိုကျွန်တော်တို့ပတ်ပြမယ်အဲကျွန်တော်နေ့ like ပြုပါဦးလောက်ကပြန်ဆက်ဆက်ပြန်ခေါ်ကျောင်းအရင်တက်လာပြီအနေများလားတောင်းတာတောင်းပါဘူးဘီရပိတ်ပါ ဟာကဒါစကံမှုနေရတိုက်ဟောစကံသူရဲ့ဘူအဓိကဘူနေရတိုက်အဲအော်ဒီဒီတိုက်ကတော့ဒီနှစ်ဆက်တိုက်ကတော့ဒီကန်းတော့မှာအထိုင်ချနေတဲ့တက်ထင်းကအဲအရာရှိနေတဲ့တိုက်ပေါ့နော်တိုက်ကတော့နှစ်ဆက်တိုက်ပဲဆိုင်ရဲ့ပပလယ်မှာလေဒဲတုတ်တီနဲ့ပန်ဂါရီပါကြီးချက်ချက်နန်းနန်းလောက်တာလေဒီမှာကတက်ဆွဲထားတဲ့အခိုင်မှာတက်ဆွဲထားတဲ့နေရာပေါ့နော်ဒီမှာလဲပန်ဂါရီတိဆောက်ထားတယ်ဒီမှာကျွန်တော်တို့ဘက်မှာပြခဲ့တဲ့နေရာကြီးကလည်းတက်ဆွဲထားတယ် ဟိုစာတင်ကြောင်းနေရာမှာလည်းသူတို့ခံစစ်ပုံစံမျိုးပြင်ဆင်ထားတာတော့ရှိပါတယ်။ဒါကအကန်းတော့မှတက်ဆွဲထားတဲ့အခိုင်အမာတက်ဆွဲထားတဲ့နေရာလေးခုပေါ့နော်။ဟိုဘက်တရာတော့ကျွန်တော်တို့အနေနဲ့များလို့ကျွန်တော်တို့မသွားတော့ဘူး။ဒီဘက်ကျွန်တော်တို့သွားလို့နေရာဒီကြောဒီကျွန်တော်ကြိုက်ပြီးတော့ပြခဲ့တယ်။ဒီကန်းတော့မှကတော့အချိန်အတော်ကြာဒေသခံတွေစစ်ရှောင်နေရတဲ့သဘောရှိရဲ့ဗျ။ဒီအိမ်ဝင်းနေအိမ်ကြီးထဲမှာဆိုရင်လည်းအမှိုက်တရိုက်တွေဟိုဒီပေါင်းနေပါဆိုရင်လည်းဒူးတက်နေရပါတော့။ အဲကျွန်တော်အထင်တော့ဒီကန်တော့ကဒီသားခံတော်တော်များများကအဲစစ်ဆောင်နေရတာနှင်းနဲ့ရှိပြီလို့ကျွန်တော်ထင်နေပေါ့နော်။ဂျန်တဲ့နေရာလေးကျွန်တော်တို့တွေ့ကြည့်အောင်ပါ။ဒီနေရာကတော့အခုကဒီတိုက်မှာကအဲဒီကန်တော့စကန်မှာရှိတဲ့ဟိုဟာတွေထဲမှာဘူပေါ့နော် အရာရှိနေသွားတဲ့တိုက်ပုံအဲ့ဒီတိုက်ပုံကကျွန်တော်တက်ကြည့်မှဖြစ်ပါတယ်ဝါချက်ဝါချက်လာနေနော်။ဟုတ်ပြီခုမှနောက်တစ်ခါ။အဲဒီမှာကဒီမှာကြည့်မှဆိုကျွန်တော်တို့ခုမှသေချာကြည့်မိရပါတော့။ဒီမှာဆိုရင်ဝါတွေဝါချက်ချက်လန်ထူပြီးတော့ကိုသေချာခံစစ်လောက်ထားတဲ့နေထားပါ။ ီနေရာတွေကနေကျွန်တော်ပြတ်ကျုံမှဖြစ်တယ်ဒီမှာတစ်ချက်လက်ပါအဲ့ဒါကိုအဲ့ဒါကိုပြရပါဦးညပရမကကျွန်တော်တို့ဟိုသူစုကျိုးတန်တကာကထားတဲ့ဥစ္စာတခုကိုကျွန်တော်တို့ဖြတ်တယ်အခုဒီမှာကကျတော့ဝါချ်လန်နဲ့ခံထားတဲ့ခံစစ်ပေါ့နော်ဒီကိုရီကမြန်မာဘလောက်လောက်ကြောက်လဲဆိုရင်တိုက်ကြီးတဲ့နေရာတော့ဝါချလန်လေးကာထားရတယ်တန်စုကျူလေးကာထားရတယ်စစ်ကူတွေလည်းပတ်လဲဝိုင်းထားရတယ်မင်းတို့ဘိုးတကောင်မသေးဘူးရေးမင်းတို့ကောင်တွေကဘုံပေးဆက်နေရတာပဲ

ဒီမှာမီးဇက်တွေမီးဇက်တွေတော့ရှိရနော်အကျွေးကန်းကတော့ဒီထဲမှာစစ်စစ်ကောင်စီတက်ဆွဲထားတဲ့နေရာပေါ့နော်ဒီနေရာလေးကတော့အကုန်လုံးစုပ်ပြက်ပြီးရောဖြစ်နေရပေါ့နော်ဒီကြီးမှန်ထားတဲ့အရာလေးပုံမှန်ဆိုရင်လည်းထိခေါက်ထားတဲ့အရာလေးကျွန်တော်တို့တွေ့ရတယ်ဒီအကျွေးကန်းလေးပေါ့နော်အဲဒီလက်ကလေးအောင်မှလည်းသူတို့တဲ့80ပါ80ပါကာပြီးတော့ပန်းကန်လောက်ထားတယ်နော်ဒီနေရာလေးကျွန်တော်တို့ဘော်ဒါကိုတက်ကြည့် 이마가 그 주로 최종 사도 사례 이 장우리 트랑동이 뭐노? 이마로 싸우고 있어. 이면 괜히 봐. ဒါကစစ်ကောင်စီတပ်ဆိုင်ရဲ့စစ်ကောင်စီတပ်သားတွေအချိန်မှတဆွဲထားတဲ့နေရာပဲဒီမှာဆိုရင်ပိုက်ဆံအုပ်လေးတွေရှိတယ်ဒီမှာဒီမှာကသူတို့ဒီမနက်ကြီးရဲ့ချိန်မှန်းတဲ့နေရာတွေပေါ့နော်ဒီဘက်ဒီဘက်မှာကဒီဘက်မှာကဒီမှာအော်ဘူးတာပဲသူတို့ကံကားတွေကဆဲတို့တွေပါနေတယ် ဟုတ်ကဲ့ဆက်ဆောင်းပြီးပြီဟုတ်ကဲ့ကြားဆောင်းပြီးမိမဆောင်းပြီးခန္ဓာခန္ဓာလို့လို့သူတို့ဘင်္ဂါချင်းနေပါရင်လည်းဒီဆောက်တော့ဒီအပိုင်းစတွေကရက်နဲ့ဒီကြထားတာလားကျွန်တော်ဘုံကျဲတာလေဘုံကျဲတာကျွန်တော်ရောက်ပြောကျွန်တော်ရောက်ပြောဘုံကျဲဟောဒီစစ်ကောင်စီတက်သားတွေတက်ဆွဲထားတဲ့ဒီစာသင်ကျောင်းဘင်္ဂါတွေကိုဒီပြန်လေတက်ဖွဲ့ဝင်တွေတင်ပိုက်ပြီးတဲ့နောက်မှာ အဲစစ်ကောင်စီတပ်ကဒီစာသင်ကျောင်းဖက်ကောင်ဘုံကျဲလိုက်တာဖြစ်ပါတယ်ဘုံကျဲလိုက်တဲ့အတွက်ဒီဘက်မှာအကုန်လုံးစာသင်ကျောင်းဆောင်တစ်ခုလုံးနှီးပါတော့ဆုတ်ပြက်သွားတယ်ဒီတမိုးတွေပါတယ်ဆိုရင်အကုန်လွင့်သွားတယ်ဗောနော်ပတ်ပတ်လေဘိုးဘက်မှာလည်းအကုန်လွင့်ဆင်သွားတယ်ဘိုးကြီးပဲဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာကကျွန်တော်တို့ဒီ PLA တက်ဖွဲ့ဝင်ကြီးရဲ့ပြောကြားချက်အရအဲဒီကန်တော့ကဒီစစ်ကောင်စီတပ်ကဖိုကနိုးဆိုင်စစ်ပြူပါကိုခင်းကျင်းထားတာဖြစ်ပါတယ် ူတို့ကဒီပပလေကိုမင်းမိုင်းညခင်းထားပြီးတော့ဒီရန်သူဝင်လာခိုင်းပြီးတော့အမှက်ရွှေတဲ့ပုံစံမျိုးနီးစနစ်နီးပြီးပေါ့တုံထားတယ်လို့ဒီပြန်လေတက်ဖွဲ့ဝင်နေစီကနေကျွန်တော်တို့သိရတာရှိပါတယ်ဒီ16ရက်ကြာတိုက်ပွဲအတွင်းမှာအဲဒီရန်သူတက်ပေါ့နော် စစ်ကောင်စီတက်ဘက်ကဒီတိဆုံးမှုစစ်သားတိဆုံးမှုအယောက်40လောက်ရှိပါတယ် ဒီရန်သူထံအနေပြီးတော့လည်းအဲကျွန်တော်တို့ G3 တွေ MA series တွေပြီးတော့60စိန်ပြောင်းတွေအပြင်ဒုံးချံပါနဲ့ဒီဂျုံးနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေတော်တော်များများကိုသိစေရမိထားတာရှိပါလိမ့်ဗျ ိုလို့ရင်ဒီကန်းတော့စကန်းကိုတင်းတာဒီညောစနေရမြောက်ရှိပါပြီဒီစကန်းကိုတင်းတဲ့အထက်မှာဒီ PNL တက်ဖွဲ့ဝင်နေတဲ့အတူကျွန်တော်တို့ BND ရပါမယ် AVSD ရပါမယ်အဲဒီ down နဲ့ပါမယ်စက်တင်နဲ့ပါမယ်ကျွန်တော်တို့ဒီညမြေတပေါင်းစုပါမယ်ပေါ့နော်ဒီမဟာမိတ်တွေပူးပေါင်းပြီးတော့ဒီကန်းတော့စကန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ကြတာဖြစ်ပါတယ်ကျွန်တော်ရဲ့ generation channel လေးကိုလည်းလာရောက်အားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းကောင်းတွေကိုတင်ပြပေးသွားမှာဖြစ်တဲ့အတွက် လိုက်ရင် subscribe လုပ်ရင်လိုက်ရင် subscribe လုပ်ထားပြီးဒီ channel လေးကိုလည်းအပိပေးကြဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါရစေ။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။